အားလုံးပဲမင်္ဂလာပါရှင်။ new pin campaign မှာပြန်လည်ကြည့်လိုက်ပါရစေ။ကျမ new pin မှာရှင်။ကျမကဒီနေ့တော့ကျမမျက်နှာလေးပြပြလို့ပေါ့နော်။ဆွေးနွေးမှုတစ်ခုလေးလုပ်ချက်။ဆွေးနွေးမှုတစ်ခုဆိုရတဲ့ပေါ့နော်။ကျမဒီ botanical branding နဲ့ပတ်သက်ပြီးတော့ကျမလေ့လာခဲ့တာလေး။အဲအခုလက်ရှိရောက်နေတဲ့အနေအထားလေးရှိပေါ့နော်။ကျမကနည်းနည်းလေးပြောပြခြင်းပေါ့။ အဲဒီမှာပညာမပြည့်စုံဘူး။ဘာလို့ဆိုတာကျတော့ဒီမှာလေ့လာမှုတော့ပေါ့နော်။ဒီမှာအခက်အခဲကနေအင်အားလေးတွေပြုလုပ်ရပေါ့နော်။ဒါမဲ့လို့ဒီမှာတတ်နိုင်ဆုံးလေဒီမှာလေ့လာခဲ့တယ်ပြန်ပြီးတော့မျှဝေခဲ့တယ်။အခုဒီနေ့ကဗာလေးကိုလေ့လာချင်တာလေအာ sorry ဗာလေးကိုပြောပြချင်တာလေဆိုလို့ရှိတယ်လေဒီမှာကအဲဒီမှာ botanical printing ကိုသိနေတာတော့ပြပြီပေါ့နော် ဒါပဲလို့ထက်ထက်ဝင်ပြီးတာတော့ဒီမှာနှစ်နှစ်ပြည့်ပြီပါဘူးเนาะနှစ်ကျော်ကျော်ပဲရှိသေးရပေါ့အဲသွားပြီးတော့အပြင်မှာဒီမှာရဲ့လက်ဥဆရာတွေဒီမှာတင်လာတဲ့တဲ့နောက်မမှန်ရဲ့လက်တဲ့ပေါ့နောက်အဲ့ဒီကြားထဲမှာလည်းဒီမှာကိုယ်တိုင်ပေါ့เนาะဒီ YouTube ကနေပြီးတော့ညသွားဖြစ် YouTube ပေါ့เนาะ YouTube ကနေပြီးတော့တက်စင်ဒီမှာကဒီအင်ဒိုနီးရှားကဟိုဘယ်လိုပြောလဲအင်ဒိုနီးရှားကတင်တဲ့ ဖူလီတူတူရီရယ်ပေါ့နော်တူတူရီရယ်ဒီမှာကျွန်မအများကြီးသွားပြီးတော့ပေါ့လေ့လာကြည့်တော့ပေါ့ဒါမဲ့လို့သူတို့ကအင်ဒိုနီးရှားလိုပြောတာဆိုတဲ့အခါကျတော့ကျွန်မမတက်ဘူးလေအမှန်တချို့တွေကျတော့အင်္ဂလိပ်စာတန်းထိုးတယ်တချို့တွေကျတော့ description မှာကအင်္ဂလိပ်လိုလေးတွေပြန်ပြီးတော့ရေးပေးထားတာရှိတယ်ပေါ့အဲတချို့ကျတော့လည်းအင်္ဂလိပ်လိုပြောပြတာရှိတယ်ပေါ့အဲကျတော့ကျွန်မနည်းနည်းပေါ့အဲတခါတလေကြလို့ရှိရင်တော့လေသူကဲမှသွားပြီးတော့ခုခောက်ခုခောက်ပြီးခောက်လိုက်တာပေါ့ ဘာလို့လဲဆိုတော့အခါကျတော့အဲဥမာပေါ့တောက်ချင်ကိုဘာကြောင့်ပုံလာလဲပေါ့အဲနောက်တစ်ခါကျတော့ AA modern ဆိုတာဘာလဲပေါ့အဲဒီမှာက AA modern နဲ့ဒီမှာကဒီဟိုဟာနဲ့ကိုဒီကျမတို့သုံးနေတဲ့ modern နဲ့ကိုဟိုပွဲလွှမ်းမှန်းသိတယ်ဒါပေမဲ့လို့သို့တော့ AA modern ဆိုတဲ့အဥ္စာကိုပဲကျမသိတယ်ပေါ့နော် all ALGM autumn alam ဆိုတဲ့ဥ္စာကိုကျမမသိဘူးဒါပေမဲ့ AA modern ကိုခေါ်မှမသိတာပေါ့နော်အဲကျမစိတ်ထဲမှာ အဲအေအမော်ဒယ်လို့မထင်မဲနဲ့ကြောက်ချင်လို့ထင်တယ်ပေါ့အဲအဲ့လိုမျိုးပေါ့အဲ့ခါကျတော့ကျမလေးအဲ AI မှာလဲသွားပြီးတော့မေးရတယ်ဒီ ALGM Allam Allam ခေါ်လာအတန်တော့ကမှားကြည့်နေမှာမဟုတ်ဘူးနော်အဲ့ဥစ္စာကဘယ်မှာတုံးတာလဲပေါ့ ဘာကိစ္စတုံးတာလဲအဲ့ဒါလည်းကြောက်ချင်တယ်တူတူပဲလားပေါ့အမဟုတ်ဘူးဆိုတဲ့အကြောင်းကို AI မှာလည်းရှင်းပြတယ်နောက်ခါကျတော့ဒီဥပမာလည်းအဲကိုယ်ဘက်မှာလည်းရှင်းပြထားတယ်ပေါ့လေအဲ့လိုမျိုးပေါ့ဒီဥစ္စာကပေါ့နော်ကြောက်ချင်တာဘာလို့တုံးတာလဲ fake ချော်တာကဘာလို့တုံးတာလဲပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့ကျွန်မသွားပြီးတော့လေ့လာတယ်ပေါ့လေ့လာပြီးတော့ကျွန်မတတိယတတိယကိုတော်တော်များများကိုပြန်ပြီးတော့ပြန်ပြီးတော့မျှဝေတယ်ပေါ့နော်ကျွန်မဘူးဝင်ကြီးလေးနဲ့တင်လန်းလေးတွေတင်တယ်ပေါ့ဒီနေ့ကကျွန်မ ချစ်လာတဲ့အကြောင်းပုံပေါ်နဲ့ပြက်လာတာလေးတွေပြောပြမသိလားဟိုဘာလို့ဆိုတော့ကျတော့ကျွန်မရှောက်ပြီးတော့စမ်းနေပေါ့နော်စမ်းတဲ့အချိန်မှာကျွန်မအများကြီးအပြက်စီးတွေကြုံရတယ်အပြက်စီးတွေမှာတော်တော်များတယ်ပေါ့အမနေ့ကအထီးလည်းပျက်စီးဆုံးပါပဲဘာလို့ဆိုတော့ကျွန်မအဲ့လိုမျိုးစာပေးလောက်တာဦးအကြံအများကြီးပျက်စီးနေတဲ့အထက်မှာအခုနောက်ဆုံးပေါ့နော်ကျွန်မပြောပြတာဒီမှာဒါက အခုနောက်ဆုံး group မှာထင်တာဒါပေမဲ့ဒါကပျက်စီးသွားတယ်လို့လည်း follow ရတယ်ပျက်စီးသွားတာမဟုတ်ဘူးလို့လည်း follow ရတယ်ပေါ့နော် okay အဲ့ခါကျတော့ဘလို့ဖြစ်လဲဆိုတဲ့ခါကျတော့ဒီမှာဖုန်းကနည်းနည်းလေးမင်းပြန်ညဟဲ့ဒီမှာဒါကအပါပေါ့ကြောင်ချာရွက်မနာကြောင်ချာရွက်ကတအားလှတယ်ဒါပေမဲ့အဲ့တော့ကျတော့ဘာသွားလုပ်လိုက်လဲဆိုတော့ဗိုက်ဒါနီးနဲ့ဒါဒါနောက်ဆုံးပျက်စီးခြင်း နောက်ဆုံးပြက်စီးခြင်းဟိုပြက်စီးတယ်လို့အမြည်တက်ရင်ရတယ်ကြိုက်တက်ရင်တော့မပြက်စီးဘူးပေါ့နော်ဒါပေမဲ့လို့ဟိုကိုပေါ်ကိုလိုချင်တဲ့ပုံမပေါ်တဲ့အခါကျတော့ပြက်စီးတယ်လို့ပြောလို့ရတာပေါ့နော်ဒါကကျမကလေကျမရဲ့သင်တန်းသားတွေကိုကျမမခံကြပန်ကြနဲ့ပေါ့အာဒီပါပေါ့ချမ်းချာရက်စပက်ရှယ်လစ်နဲ့ကျမလောက်ပြမယ်ဆိုပြီးတော့ကျမလေအဲတော့ပြီးတော့ ကြောက်ချာရက်ကိုအထက်နဲ့အောင်နဲ့ထပ်ပြီးတော့ special ပေါ့နော်လုံးပြလိုက်တာလုံးပြလိုက်တဲ့အခါမှာအမှန်တကယ်ရတော့ပေါ့နော်ကျမရဲ့စိတ်ထဲမှာကထင်လိုက်တာအဲအဲ့လိုပေါ့ဒီလိုမျိုးပေါ့အဲဒီလိုမျိုး story မြင်ရတာအင်းရပါလိပြန်ဒီလိုမျိုးတရွက်ချင်းပေါ့နော်ပေါ်မယ်ဆိုရက်စိတ်အရင်ဆိုလို့ရှိရင်လေကျမရဲ့ဗီဒီယိုတွေအဲကျမရဲ့ post တွေကို like ကြည့်ကြည့်လိုက် ဟိုတရွက်ချင်းပေါ်တယ်ပေါ့နော်အခုကတရွက်ချင်းမပေါ်ဘူးမပေါ်တဲ့အခါကျတော့အကောင်လုံးရောပြီးတော့အထက်နဲ့အောက်နဲ့ဒါပေမဲ့ဟိုပေါ့ဝေးရင်တော့လှတယ်ကျမတော့ဒါလေးကိုထုတ်ဝေအောင်မသိတာအဲလှတယ်ပေါ့နော်ဒါပေမဲ့ဟိုသင်္ကန်းသားကိုပြရတယ်ဆိုလို့ရှိရင်ကျမအပေါ်မှာယုံကြည်မှုအားတော်တော်လေးဟိုဘယ်လိုပုံလဲရောသွားလောက်တဲ့ဆီယမဗားလေးတင်နေရလဲဆိုပြီးအခြေအနေမျိုးကိုရောက်သွားနိုင်တယ်ပေါ့နော်အဲ့ကကြတော့ဒီမှာကြည့်ဒီလိုမျိုးပေါ့အမှန်တော့ ဒီလိုမျိုးတိတ်ရွက်ချင်းပေါ်အောင်ဘတ်စိတ်ကူးထဲမှာလဲလို့အဲ့ဒီမှောက်လိုက်တာတစ်ခါပေါ်မှာဖလှလိုက်ကြတစ်ခါပေါ်မှာအဲ့အဲ့လိုမျိုးစိတ်ကူးတာဒါမှမဟုတ်ပိစကြောင်လားဘာကြောင်လားမသိဘူးအရင်တော့ကပေါ်ဘူးတယ်ပေါ်ဘူးတဲ့ခါကျပိစကြောင်လားကျမတကူကူလွဲလို့ရတယ်မှာပေါ့အဲ့မှာမပေါ်ပဲနဲ့ဘာဖြစ်သွားလဲဆိုတော့ဒီလိုမျိုးကြောင်ချစ်လိုမျိုးပေါ့နော်လှတာတော့လှတယ်အပြစ်မှလှတယ်ဒီလားကြပြလို့လေတိတ်ပြီးတော့အဲဒီလိုမျိုးပေါ့မြင်ရတာအဲအဲ့လိုမျိုးအဲ့လိုမျိုးအရင်ကတော့ကာလာကတော့မိုက်တယ်အဲ ဟိုအရွက်တွေရောနာပါတော့ပြောမယ်ဆိုလို့ရှိရင်တော့ရှင်စုပန်းရိုက်လို့ပြီးတော့ဗောနော်ဒီမှာ AG ချုပ်ပြီးလို့ရှိရင်တော့ပြမယ်ဒါကနောက်ဆုံးပြည့်စီးခြင်းနောက်ဆုံးပြည့်စီးခြင်းလေးပေါ့အဲအမြဲပြည့်စီးပါတယ်နောက်ဆုံးပြည့်စီးခြင်းလေးနဲ့မိတ်ဆက်ပေးမယ်ဗောနော်အမှတ်ကောင်းတာလေးလည်းပြမယ်ဗောနော်ကောင်းတာလေးပြအမှန်တကယ်ဗောနော်တောင်ချာရွက်ကဘလို့ဖြစ်သွားရမှာလဲဆိုလို့ရှိရင်တောင်ချာရွက်ကပဲ ကျွန်မမိုင်ရာနီကိုတင်လိုက်တာအလဲကောင်နေချိုးပြီးတော့ဟိုဘက်တစ်ချမ်းဟိုဘက်တစ်ချမ်းမှာတိရွက်တယ်စီဒီဘက်ချမ်းကနေပိတ်စနေတယ်အဲโอเคအဲ့လိုမျိုးပေါ့နော်စိတ်ကူးကြီးရင်ပြီးတော့တင်ထည့်လိုက်တာပေါ့ဗျတင်ထည့်လိုက်တဲ့အခါမှာအဲ့လိုမျိုးဖြစ်တာအမှန်တကယ်ကဒီလိုမျိုးပေါ့တရွက်ချင်းတရွက်ချင်းအဲအဲ့လိုမျိုးပေါ်လာမှာဒီမဥစ္စာအကုန်လုံးအလုံးဝဝယ်ဒါဒါကကြောက်ချာရွက်အဲဥစ္စာကကြားရွက်ကျမတို့မျိုးတော်ကတော့ကြားရွက်ကတော်တော်လေးကိုပေါ်တယ် ်အပေါ်ဆုံးကတော့ကြားရွက်ပဲကြားရွက်ရဲ့ကြောက်ချရွက်ရဲ့ကတော့မှာအပေါ်ဆုံးပဲဒါတွေကတော့အဲဒါကဘာလဲဆိုတော့ဩဒါကဟိုဟာဘာလဲဘန်နာရွက်တွေကိုကတ်ကြီးနဲ့ညှက်ထားတာအဲလိုမျိုးအဲလိုမျိုးကျွန်မနည်းနည်းလေးရှာရှည်နေပြီလားအဲအဲ့လိုမျိုးပေါ့နော်ဒါမဲ့လို့လဲလောက်ကြည့်ရတာပေါ့နော်အဲအဲ့လိုမျိုးအမှန်တကယ်ကြောင်ချာရွက်ကအဲကြောင်ချာရွက်က like this အဲအဲ့လိုမျိုးပေါ်ပါကျွန်မကျွန်မကြောင်ချာရွက်က လိုက်တဲ့အဲ့လိုမပေါ်ပဲနဲ့အဲဒီလိုမျိုးအဲ့လိုမျိုးရောပြီးတော့ပေါ်သွားသေးလားအဲ့မှာပေါ့နော်ကျွန်မတော်တော်လေးခွမ်းသွားတယ်စိတ်ထဲမှာတော့ခွမ်းသွားတယ်ပေါ့အဲ့ဒါနဲ့ကျွန်မအစ်စ်ပြန်ကြိုက်ရသေးလားကျွန်မပြအောင်မသေးလားအဲ့ကြလင်းကျွန်မတပြန်ရဘာပြန်ပြီးတော့ရိုက်ပြရလဲဆိုတာကျွန်မဗီဒီယိုတော့မှအဲ့ဒါမလုပ်ရသေးဘူးပြန်ပြီးတော့အဲဒီဥစ္စာကတော့ကျွန်မကဒါက ရှိတယ်ညီမရဲ့အဲဒီဥစ္စာကဒါလေးကမာလာကာရွက်အဲဒါလေးကဒီဆိုင်ဆိုင်လေးတွေကတရရွက်အဲနောက်တစ်ခါဒီရွက်လေးတွေကဟာပေါ့ကြကြားရွက်ပေါ့သုံးမျိုးနဲ့ပြန်ပြီးတော့ဒီမှာရိုက်ပြထားတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာတိတ်ပုံပဲရှာရှည်ပါလေရှာရှည်တဲ့အမှုနဲ့ဒီမှာတော်တော်လေးကိုပဲပြည့်စည်တာတွေများပါတယ်ဒါမှလို့လဲအဲ့လိုရှာရှည်လို့လဲသိကြတာပေါ့နော်ဒါလေးတွေကအခုဒီမှာ family လောက်တော့ကြာမယ်နော်နည်းနည်းလေးသိခံပြီးတော့ ဒါဒါကတော့မပြည့်စည်ဘူးပေါ့ဒါကျမကဒါအခုဒါပြန်ပြီးတော့ရိုက်ပြန်ထားတယ်ဥစ္စာအလိုမှတ်တာနော်တစ်ထည်လုံးဆိုနေချင်းစိတ်ကိုလှရတယ်နော်ဟိုမထင်မှတ်တဲ့အကြောင်းလေးတွေပေါ့အဲအဲ့လိုမျိုးအဲ့လိုမျိုးနည်းနည်းလေးကျမရဲ့ဖုန်းကိုနည်းနည်းလေးကြည့်ခတ်ပြီးတော့ကြည့်ပါကျွန်တော်ကင်မရာလည်းမရှိဘူးဖုန်းကလည်းဒီတစ်လုံးမှရှိတယ်အဲအဲ့လိုမျိုးလေးပေါ့နော်အဲအဲ့လိုမျိုးလေးမှတ်တာပါတာလေးပေါ့နော်အဲဒါကကျမရဲ့ပျက်စီးသွားတဲ့ထဲကနေမပျက်စီးတဲ့အရာပေါ့နော်အဲနောက်တစ်ခါ တဲ့ကျမကနည်းနည်းပေါ့တခြားကျွန်းလိုပါလို့ဆိုလို့ရှိရင်ကျမကျွန်းရွက်ကိုရန်ကုန်မှာမခူးရဲဘူးသူများနဲ့သွားပြီးမှခူးမှတွဲပြီးခူးမှကျမခူးရဲကျမကလည်းကျမဆိုလို့ရှိရင်တော်တော်တက်တည်မကောင်းတာပါဒါလေးကတော့ကျမစာပေးလုပ်ထားတဲ့ဟာလေးပေါ့နော်ဒါလေးကတော့အညာဝါချီလေးပေါ်မှာပေါ့နော်ဒါ음 sorry အညာဝါချီလေးပေါ်မှာဒါအညာဝါချီကိုဘန္နာရပြုတ်ရည်လေးနဲ့ဒါပြုတ်ထားတယ် အပြင်မှာတော့လေစိတ်မပါပါအကြောင်းလေးနဲ့စိတ်ကိုလှတယ်တိတ်တာအညာဝါရှိတင်းနဲ့တဘာဝလက်ရက်ကန်းရှိတယ်မှာတော်တော်လေးလာတယ်ဒါကဟိုနဲ့ထုတ်ထားနဲ့ချုပ်ထားတာပြီးခဲ့ခါကျကျွန်တော် modern လဲစိတ်နေပေါ့နော်ဒီဥစ္စာလေးကကြာတော့ဒါဒီထဲမှာတော့အရန်ကြီးမကွဲပြားသလိုပါကွဲပြားပါလေနော်ဒီဥစ္စာကကြာတော့ဒါကခရီးပန်းလေးတွေနဲ့ခဲ sorry ခရီးရွက်ကလေးတွေပြုတ်ပြီးတော့ဆိုးထားတာတရားဟာဒီမှာလာနော် အဲ့လိုမျိုးအဲနောက်ဆုံးကျမကကျမလက်နာလို့ဆိုပြီးတော့မလုပ်တဲ့ဥစ္စာဒီမှာကျမဒီတင်နာမှာထည့်တင်မယ်ဆိုပြီးတော့လုပ်ခဲ့တာဒါတွေကတော့โอเคဒါတွေကတော့တူနဲ့ထူတာကျမလက်အနာခံပြီးတော့တူနဲ့ထူတာကျမရဲ့တင်နာသားတွေကိုကျမပြတယ်အဲအဲ့လိုမျိုးတူနဲ့ထူတာဒါတွေကတူနဲ့ထူတာဒါကဒါကကျုံးကိုထူတာဒါကခန့်ကောဝင် ဆန်းပေါ်ကိုဆူထားတာ။အိုးတက်တက်ကွက်ကွက်မမြင်ရဘူးလားကွယ်။ဒီမှာတကယ်ပဲ။အိုကေဒီမှာတော့ကျွန်မယူခလေးကမဲသွားပါမှာ။အဲအဲ့လိုမျိုးလေးမြင်ရနော်။ဒါကကန်ကောဒီရောက်ကကျွန်းနော်။အဲအဲ့ခါကျတော့ဒီမှာဆိုလို့ရှိရင်အဲဒါလေးကဒီစိမ့်စိမ့်လေးရောက်ကချစ်စရာတိလား။ဒီစိမ့်စိမ့်လေးကဒါကဒါကဟောပါခရက်ရွက်ခရက်ရွက်ကိုကျွန်မထုတ်လိုက်။ဒီဘောဝါဝါလေးကတော့ကျွန်တော်လမ်းဘေးမှာပေါက်နေတဲ့နေကြအရင်လေးတွေ ဒီမှာထုလိုက်တာပဲလက်လွန်သွားလို့လားဘယ်လိုဖြစ်လို့လဲမသိဘူးလို့ပြတာတာဖြစ်နေဒီမှာပန်းဖို့မကြိုက်ဒါတယောက်နဲ့တယောက်ကြိုက်ဖြစ်ပေါ့နော်ကျမပန်းလို့ကြာကျမအမတွေဆိုလို့ရှိရင်ပြောကျုံးလုံးဝခရီးပဲကျုံးမကျုံးကျမကြာဟိုကျန်တဲ့အရွက်တွေပုံပုံကြိုက်တယ်ကျုံးကလည်းကြိုက်တယ်မကျုံးမခုရဲဘူးပေါ့နော်အဲအဲ့လိုမျိုးအဲ့လိုမျိုးနော်အဲအဲ့ခါကျတော့7မိနစ်ကြော်လိုက်နောက်ထပ်လည်းလာပြီးတော့ပြောင်းမယ်ကျမကောင်းတာလေးလည်းပြတ်ပြီပေါ့နော်ကျမရှာရှည်လို့ပြတ်သွားတာလေးလည်းပြတ်ပြီပေါ့နောက်ခါကျတော့ကျမကိုအမြဲတမ်း အားပေးနေကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။နောက်ကြလို့ရှိရင်လည်းအခုလိုဗီဒီယိုလေးတွေရိုက်ပြီးတော့တင်နိုင်အောင်ကျွန်မကြိုးစားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Bye bye ။